2025ခုနှစ်တွင်နုပညာလှူရှားမှုကိုခြေလှမ်းခက်စိတ်စိတ်နဲ့ပြုလုပ်သွားတော့မယ်ဖွဖွေအားလုံးမင်္ဂလာပါရှင်ဘာမောင်စီလီကနေ ပြန်လည်ကြိုဆိုလိုက်ပါရီကြာရဇယုတ်ကိုပြပပြင်ပပိုင်နိုင်နိုင်နဲ့တရုတ်ဆောင်နေဆွဲရှိတာကြောင့်ပြိသက်ရဲ့လက်ခံအားပေးမှုတွေကိုခိုင်မာရရှိထားခဲ့တဲ့ဖွဖွေကတော့အနုပညာလှူတွေနဲ့ပတ်သက်ပြီးတော့ခြေလှမ်းကျင်းနေရာကနေယခုဆိုရင်ရုပ်ရှင်စကားကြီးတွေကိုပြန်လည်ပြီးတော့လက်ခံရှိုက်ကူလာတာတွေ့ရပါရီ ကြပင်ပွဲတက်တွေနဲ့ကျွန်ကြီးများပြားမှလည်းဖွဲ့ဖွဲ့ကိုတွေ့နေရပြီဖြစ်တာကြောင့်2025ခုနှစ်မှာဖွဲ့ဖွဲ့တယောက်ကျန်းတော့မေဆိုပြီးပြည်သက်တွေကဝမ်းသာအားရနဲ့မျှော်လင့်နေကြပါသည် ပွေပွေရမြန်မာပြည်ရဲ့ထိတ်တိတ်မင်းသမီးတလည်းဖြစ်တာကြောင့်ဝေဖန်တိုက်ခတ်မှုတွေကိုလည်းအများပြားခံရပါရင်ဒါပေမဲ့ပွေပွေရအချို့တွေလိုမုံမိလောင်ပြနေတာမျိုးတွေမလုပ်ဖ ೇನೆ ကြုံတွေ့လာရတဲ့တိုက်ခိုက်မှုတွေကိုတိတိငင်ငင်နဲ့ပဲရင်ဆိုင်ဖြေရှင်းနိုင်တာတွေ့ရပါရင်ဒါကပွေပွေရအရွယ်နဲ့မလိုက်တဲ့တိငင်ရင်ကျက်တဲ့စိတ်တွေပဲဖြစ်ပါရင်ဒီလိုစိတ်မျိုးလူတိုင်းမဝင်နိုင်ကြပါဘူးဝင်နိုင်ဖို့လည်းမလွယ်ကူပါဘူးအချို့ဆိုရင်တော့ပြောစရာမရှိတော့ပွေပွေရခန္ဓာကိုယ်မှာတက်တူးထိုးတာကစားစမ်းပန်ပြီးတော့စီလိုပေါ့ရှာဝေဖန်ပြောဆိုနေကြပါရင် မြန်မာမင်္ဂလင်းတံမဲတတူးတွေများကြီးရှိနေတာကြီးကမမြင်တည်ဘူးမကြိုက်တော့ဘူးလို့ဝေဖန်ပြောဆိုကြရမှာဖဖွေကဘသူကောင်မှမထိကြိုက်ပဲမိမိကိုကိုလာနေပြီးမိုက်နေတယ်လို့ခန်းစားရတာဗာမြားမသွားလို့လဲရှင် အရှင်ကကြိုက်ခဲ့တာကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။အခုကြည့်လို့မရတော့လေချစ်တော်ပရိသတ်ရဲ့ကိုပိုင်လွတ်လပ်ခွင့်ဖြစ်တာကြောင့်ဖဖွေးကိုအာမပေးတော့လို့ရပါတယ်ဆိုပြီးတော့တတိမမိနဲ့ကိုဖဖွေးကပြန်လဲတုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။အချို့တွေကဒီလိုမျိုးချက်ကြလက်ကြနဲ့ပြန်ပတ်နိုင်ကမှတော်ကားကြပါတယ်။ဘာမှပြန်မပြောဘဲနဲ့ငြိမ်းခံနေရင်သူတို့ကိုသူတို့ဟုတ်လာပြီဆိုပြီးတော့ပို့လို့အယောင်တက်လာကြပါတယ်။ဖဖွေးရဲ့တုတ်ပြန်ပုတ်ကပညာသားရမ်းပါတယ်လို့ပြောရမှာပါ။အခုဆိုရင်တော့ရုပ်ရှင်စကားကြီးတွေကိုမရှိုက်ကူးဖြစ်တာ၅နှစ်လောက်တာမှကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဖွဲ့ဖွဲ့ရသုံးမင်းရုပ်ရှင်စကားကြီးနဲ့2025ခုနှစ်ကိုပွဲဥထက်စတင်ဖွင့်လှစ်သွားတော့မှာပဲဖြစ်ပါတယ်။သုံးမင်းရုပ်ရှင်စကားကြီးကိုရှိုက်ကူးခဲ့တာကအချိန်နှစ်ပတ်လောက်ထိတောင်မှရှိသွားခဲ့ပြီဖြစ်ပါတယ်။ရှိုက်ကူးရေးတွေလည်းမပြီးသေးပါဘူး။ဆက်လက်ရိုက်ကူးနေသေးပဲရှိပါသေးတယ်။ လက်ရှိမှာတော့ရိုက်ကွဲမှာပကံမှာတည်ထားတာကြောင့်ဖွဖွေးကရှုတ်တယ်လဲတစ်ဖက်ကနေရိုက်ဈားထဲမှာပွက်တဲ့ချို့ကိုလည်းအပြေးလာလေးသွားပြီးတော့တနေအချိန်ဤကိုမအားလက်အောင်ထိအကျိုးရှိရှိနဲ့အုံချနေပါရင်ဖွဖွေးကကိုဗစ်ပထမလိုင်းမှာလေးကရုပ်ရှင်ဇာတ်ကားတွေလုံးဝမရှိတော့ဘဲနားထားလိုက်တာဖြစ်လို့အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ကင်းကွာနေကြတာ၅နှစ်လောက်တောင်မှရှိတော့မှာဖြစ်ပါရင်ဒါကြောင့်အခုချိန်မှာရုပ်ရှင်ဇာတ်ကားတွေပြင်ရိုက်တော့မယ်ဖွဖွေးရဲ့စိတ်ထဲမှာတည်သွားတဲ့သူတရားပြန်ရှင်နေတယ်လို့မျိုးခန့်စားနေရပါရင် အခုလိုမျိုးပြည်သက်တွေရဲ့မြေခွင်းရှိရနေအခြေအနေကြာကြီးပြက်ကွက်နေတဲ့ပုံမှာပြည်သက်တွေလွမ်းနေကြသလိုဖွေးဖွေးကလည်းပြည်သက်တွေကိုအများကြီးလွမ်းနေကြတာဖြစ်ပါတယ်။ဒီကလာတော့တွေ့မှလည်းစိတ်ထောင်းကိုကြေဖြစ်စရာအများကြီးနဲ့လည်းကြုံတွေ့ကြရပြီးတော့သူမခန်းစားကြရတဲ့ကိုဖွေးဖွေးကပြည်သက်တွေစစ်စစ်ရဲမှဆိုလို့ထုတ်ပေါ်ပြောဆိုခြင်းတော့မရှိခဲ့ပါဘူး။ဒါပေမဲ့အခုကနေစပြီးတော့သူမရဲ့ဒီပညာလှူရှားမှုတွေကိုစက်တိုက်ပြန်မြင်ရတော့မေဖွေးဖွေးဟာပြည်သက်တွေကိုဂရီပေးပြောကြားခဲ့ပါတယ်။ ပရိသတ်များအနေနဲ့ကဖွဲ့စဉ်တရားအမှုပညာလှူရှားမှုတွေကိုခက်ဆစ်စိတ်နဲ့ပြန်လည်လုပ်ကင်လာမဲ့ပုံမှာအားပေးဝင်ရဖို့အဆင်တင်မလားရှင်။ကွန်မန့်ကနေပြောခဲ့ပေးပါအောင်နော်။အားလုံးကိုကျေးဇူးထူးတည်ရှိပါတယ်ရှင်။